တန်ရောစင်ကြည့်ရင်ဖះနဲ့ဝေးမယ်တန်ရောစင်အနောင်ဖွဲ့ဆိုတာကတိတ်ကြည့်ရင်ကုသိုလ်တရားတွေကိုတားမြစ်ပါတယ်ကုသိုလ်တွေကိုတားမြစ်တာကိုတန်ရောစင်ရှိသူတွေကတားမြစ်တာလားကိုကိုယ်တိုင်းကတားမြစ်တာကိုကိုယ်တိုင်းကတားမြစ်တယ်ဆိုတာကိုယ့်ရဲ့တန်ရောစင်ကတားမြစ်တာနော်တန်ရောစင်အဖြစ်ခံရသူတွေကတားမြစ်တာမဟုတ်ဘူးတရားပွဲသွားမယ်အိမ်ကလူတွေကိုစိတ်မချရတာနဲ့မသွားပြစ်ဘူးအမေကြီးကိုစိတ်မချရတာနဲ့ဖေကြီးကိုစိတ်မချရတာနဲ့ တားကိုစိတ်မချရတာနဲ့သမီးကိုစိတ်မချရတာနဲ့မိကိုစိတ်မချရတာနဲ့တန်ဟောစိအနောင်ဘွဲတွေကြီးနေတော့တရားဘွဲသွားကျင်တိုင်းသွားလို့မရတော့ဘူးကုသိုလ်ကောင်းမှုတွေပြုကျင်တိုင်းပြုလို့မရတော့ဘူးတန်ဟောစိတိတ်ကြီးရင်ကိုတန်ဟောစိကြီးတဲ့သူကပဲကိုစိတ်ကိုလွှမ်းမိုးနေတယ်တတိယတိုင်းလဲတာယာတက်မှတ်တဲ့စိတ်ဖြစ်ဖြစ်စိုးရင်ပူပန်တဲ့စိတ်ဖြစ်ဖြစ်တစ်ခုမဟုတ်တစ်ခုဖြစ်သွားတယ်တာယာတက်မှတ်တဲ့စိတ်ရောစိုးရင်ပူပန်တဲ့စိတ်ရော အကုသိုလ်စိတ်တွေပါပဲအကုသိုလ်ဖြစ်နေမှာတော့ကုသိုလ်မဖြစ်တော့ပါဘူးကုသိုလ်မဖြစ်မှာတော့သူကရိယောက်ကြောင့်တရားနဲ့ရောနိဗ္ဗာန်ရောက်ကြောင့်တရားနဲ့ရော ဝေးနေပြီပေါ့တရားနဲ့ဝေးနေတာဟာဖះနဲ့ဝေးနေတာပါပဲကိုတန်ရောစဉ်ကြီးသူကိုတတိယနေတဲ့အခိုင်မှာဖះကိုတတိမြနိုင်တဲ့အတွက်လဲအဲ့ဒီခိုင်မှာဖះအာယုံနဲ့ကိုစိတ်နဲ့ထိတွေ့မှုမရှိလို့စုံစည်းမှုမရှိလို့ဖះနဲ့ဝေးနေပါတယ် တန်ရုံးစင်ကြီးရတဲ့သူရဲ့အာယုံလွတ်မှုမှုကြောင့်လုံသိလုံထိုက်တဲ့အလုတ်ကောင်အလုတ်မြတ်တွေကိုမလုတ်ဖြစ်တော့တာလုတ်ပြန်တော့လဲပြီးတဲ့နောက်မှာပြီးစီးတော့တာတွေဟာတန်ရုံးစင်ကြီးလုံးချင်းရဲ့ကြီးမားတဲ့စိုးကျိုးတစ်ခုပါပဲတန်ရုံးစင်ကြောင့်အလုတ်မဖြစ်အလုတ်မပြီးတာဟာလဲတလောကလုံးမှာအလုတ်လုံဆုံးပုဂ္ဂိုလ်ဖြစ်တဲ့မြတ်စွာဘုရားရှင်နဲ့ဝေးနေတာပါပဲအဲ့တော့တန်ရုံးစင်ကြီးရင်ဖះရနဲ့ဝေးမယ် ဆရာတော်အရှင်စန္ဒာတိကရွှေပါရမီတော်ရ